ဒီနေ့ဗီဒီယိုလေးကတော့ကြက်ချက်တော့ဂျူးမြင့်လောက်တာကိုဘာတွေဘလိုတွေထည့်လဲဘလိုတွေဘလိုတွေလောက်လဲဆိုတာသိချင်လို့တွားပြီးတော့ဆက်ဆုပ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ Hello မင်္ဂလာပါ Grace အခုကကြက်ချက်တော့ဂျူးမြင့်နေတာမမြင်ဘူးလို့လာပြီးတော့ဆက်ဆုပ်တာပါ။ဒီမှာနေမှာပါ။ Hello ကရစ်တွားပြီးတော့ဆက်ဆုပ်ခဲ့တဲ့နေရာလေးကတော့နန်းနီမောက်ခြိုက်ပဲဖြစ်ပါတယ်ရှင်။နန်းနီမောက်ခြိုက်ရှိတဲ့နေရာလေးကဆင်အိုရန်လောက်အောက်ဘလောက်လာတာမျိုးနဲ့ရန်ကုန်ပဲဖြစ်ပါတယ်ရှင်။ သူတို့စီမှာလေကြက်ချရောက်ဂျူးမြစ်ကိုတနေ့စာတနေ့နဲ့နှက်ပြီးတော့လက်လက်ဆက်ဆက်ရောင်းတာမျိုးပါကြက်ချရောက်ဂျူးမြစ်ဆိုတာကလေအအေးစာတစ်မျိုးပါအအေးကန်းထဲမှာခဲပြီးထိမ့်သိမ့်ပြီးစားရတဲ့အစာတောက်တစ်မျိုးပြီးတော့သူကလက်လက်ဆက်ဆက်လှုပ်လက်လက်ဆက်ဆက်ပို့လက်လက်ဆက်ဆက်စားရတဲ့အစာတောက်တစ်မျိုးပါနန်းနီမှာဆိုရင်တော့ကြက်ချောက်ဂျူးမြစ်လုပ်ပြီးသားတွေကိုဘူးတဲ့ထက်အအေးကန်းနဲ့ထည့်ပြီးတော့တနေ့စာတနေ့စာလက်လက်ဆက်ဆက်ရောင်းချပေးတာမျိုးပါရှင်အဲ့တော့ဖူဒီလေးတို့ကလည်းကြက်ချောက်ဂျူးမြစ်ကိုဝယ်သွားပြီဆိုတာနဲ့အအေးကန်းနဲ့ထည့်ပြီးတော့စားရပါမယ်ရှင် ဒီတက်ချောက်ကလေပထားတခြားသောတက်ချောက်တွေတပိုပြီးအရသာရှိမှတေးကြတယ်ဒီလားဘာလို့လဲဆိုတော့အစင်လေးကိုယ်တိုင်းလဲအောင်လို့အဲ့ဒါနောက်ဝါးကြီးပေါ့နော်ဟုတ်နောက်ဝါးကြီးစားလို့ရပြီပေါ့စားလို့ရပြီစားလို့ရပြီရောက်တီတီတဘူးတီတီတဘူးဟုတ်ကဲ့ပါ Cheers Cheers ခုတလော်ရရဲ့ဒီမှာမေတ္တာလက်ဆောင်ပေးနေအစီအစဉ်လေးရှိရယ်လေမေတ္တာရဲ့တင်ကြတာအတိုင်း928အတိုင်းပဲရွှေဆွဲပြ928စုပေးနေတာတဲ့ကျဲဦးလေပေါ့ချင်ပေါ့နိုင်တယ်ဟုတ်ပေါ့ကြမယ်ဟုတ်ပေါ့လား အော်ကျေးဇူးဒီမှာအာဝိုင်းဒီတဘူးပေါက်တယ်ပြီးရောမပေါက်ဘူးမပေါက်ဘူးနောက်တစ်ခေါက်ပေါ့နောက်တစ်ခေါက်ပေါ့ရွှေဆွဲပြားကြီးလည်းပေးနေတာအာကျေးဇူးနေ့တိုင်းကိုတောင်းတယ်ရွှေဆွဲပြားလိုချင်လို့ဟာဒီမှာဒီမှာဒီမှာ Cheers อืมမောပြူပါပဲခုနကနယ်လိုက်ပြီးသွားပြီဆိုတော့အခုဘူးတက်လိုက်တယ်ဒါလေးစပါမယ် နန်းနီယာချက်ချထောက်ကျူမြစ်ဘူးတွေကတော့အေးကန်းထဲမှာလဲခဲထားမယ်ဘူးကစီးကိုလည်းမခွာဘဲနဲ့ပတ်ကင်ပိတ်ထားမယ်ဆိုရင်တော့9ရက်လောက်ထားခန့်တယ်လို့သိရပါတယ်ရှင်ဘူးတွေကလည်းဖောက်စားထားပြီးတော့အေးကန်းထဲမှာပဲထားမယ်ဆိုရင်တော့2ရက်3ရက်လောက်ထားခန့်တယ်လို့သိရပါတယ်ရှင်သွားကြတော့ဒါတဘူးကိုတောင်းနှစ်ထောင်ပေါ့နော်ချက်ချထောက်ရှိမယ်ဝက်ခေါက်ရှိမယ်ဝေးစကဒါချက်ချထောက်လေးစားပါမယ် ဆိုတော့အရသာတော့နှစ်မျိုးရှိရပေါ့ပုံမှန်ရှိမယ်အထုံချက်ပူရာရှိမယ်ထုံချက်ပူရဲဆိုလို့ရှိရင်တော့900 plus မယ် Christy တလောက်ဆိုရင်ချက်ချက်တော့ဂျူမြင့်ဆိုတာကရှမ်းမြောက်ဘက်ကဒေတာစာယူနန်ဘက်ကဒေတာစာတမျိုးပေါ့နော်နန်းနီယာပိုင်ရှင်တွေကလည်းအဲ့ဒီဘက်ကလူတွေဖြစ်တာမလို့သူတို့ရေလောက်တဲ့ချက်ချက်တော့ဂျူမြင့်ရဲ့အရသာကတခြားနဲ့မတူပဲပိုထိမိပြီးပိုအရသာရှိတယ်ဒေတာစာစစ်တယ်လို့ Grace ကတော့ခံစားမိပါတယ်ရှင်အရသာလေးထိမိပြီးထုံဆက်နေရပဲအနံ့လည်းအရန်မွေးတယ်ဂျူမြင့်ကလည်း မြင်းစော်မနံမှုန်းနေရပဲဂျူးမြင့်နဲ့လေချက်ချရောက်ကိုလည်း spice တွေနဲ့နဲ့ရတာဝင်နေအောင်မီးအေးနဲ့အချိန်ကြာကြာပြုတ်ထားပြီးတော့ဂျူမြင့်ကလည်းလှော်ပြီးတော့မှအလုံးရောပြီးအစာပလာ အလုံးရောပြီးနေပေးထတာဖြစ်လို့အရသာထိမိထုံဆက်ပြီးအများနဲ့မတူတမူထူကြပါဗါဆက်ဆက်လေးနဲ့တော်တော်စားကောင်းတယ်။အစ်လေးနဲ့ပြီးအောင်ဆိုကိုစားကောင်းတယ်။ ။ဆရော့ဂရစ်ထပ်ပြီးတော့သတိပေးပါမယ်။ကြက်ချက်တော့ဂျူမြစ်ကအအေးစာတစ်မျိုးပါ။အအေးကန်းနဲ့မှ carry ထားပြီးတော့စားရတဲ့အစားတောက်တစ်မျိုးပါ။ကြာရှိခံစေးမတုံးပေးထားလို့ကြာရှိခံတဲ့အစားစာလည်းမဟုတ်ပါဘူး။လက်လက်ဆက်ဆက်စားရမယ့်အစားတောက်တစ်မျိုးပါ။ဆရော့ဂရစ်ဆက်ပြီးတော့စားလိုက်ပါဦးမယ်ရှင်။16လမ်းနဲ့လာပြလို့နန်းနီရဲ့ကြက်ချက်တော့ဂျူမြစ်ဝဲကျင်နေဆိုရင်16လမ်းရဲ့အလေလောက်မှဒီလိုနန်းနီလှဲလင်းနဲ့ရောင်းနေတာရှိပါတယ်ရှင်။အကယ်လို့ဆိုင်မလာဝဲကျင်နေဆိုရင်တော့ဆယ်ဝရန်လအောက်ဘလောက်နန်းနီမောက်ထဆိုင်မလာဝဲလို့ရပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကဒီမှာပဲနှုတ်ဆက်ပါတယ်။အလုံးမ Ta da da da